ဒိန်းတောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မေတ္တာဝင်ယူမလားဆိုတော့ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိကျွန်တော်ကဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငါမလဲစောင့်ရတဲ့အနေသားဖြစ်နေဥပါဗျာအိုးကျွန်တော်ကလည်းပုံဝင်နေလေးရုံးသားပဲပြောရမယ်တပတ်ကမငားရင်တပတ်ကတော့ငားသိတယ်လေဒီတော့နှစ်ဖက်တည်းရှိတော့အဲ့တော့ ဟိုဘက်ကလည်းမငါဘူးဒီဘက်ကလည်းမငါဘူးဟိုဘက်မှလည်းမရိုက်ရအောင်ဒီဘက်ကမှလည်းမရိုက်ရအောင်ဆိုတော့အဲ့ဒါပေါ့ကြားထဲကငုံတုံမိတာဟုတ်အဲ့ဒါဒီကကကျွန်တော်တို့ဒီနိုင်ငံရေးတင်းကြီးနေမှာပေါ့အော်ကျွန်တော်တို့တွေကဟိုဘယ်လိုကျွန်တော်ပုံမလင်ပြောကျွန်တော်တို့ကအမျိုးဘာသာတာသနာကိုချစ်တာဗျကျွန်တော်ဗုဒ္ဓဘာသာလေအာကျွန်တော်မနက်မိုးလင်းမျက်နှာသိတဲ့တရဏဂုံတင်ပြီးသားတရားသာအမြဲတမ်းအချိန်ပြည့်ရုပ်နေတယ်ပေါ့နော်ဟို ကျန်တဲ့ကိစ္စတွေကတော့ကိုပေါ့ကိုကနည်းနည်းမြန်မာလူမျိုးဗုဒ္ဓဘာသာဒါပေမဲ့ကရင်သွေးနည်းနည်းပါတော့သူကဗကားပြောကျန်းကျန်းလေးနှလုံးသားတော့လူအဲ့တော့ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပွဲငါးတွေလည်းနေဝါဇက်ကားတွေလည်းမရရတချို့ဆိုရင်ဒါရင်ထဲခံစားချက်ကလေးမျိုးဒိန်းတောင်ပါတဲ့ရုပ်ရှင်ကားကို ယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတော့ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိနံပါတ်1ပေါ့နော်အဲမရိုက်ရခြင်းအကြောင်းရင်းပြီးတော့ကျွန်တော်တို့မှာမြမအတန်တို့မြောက်တွေရုပ်တံတွေလည်းရှိတယ်ပရိုကြတော့လေပရိုဂရမ်နဲ့လည်နေတဲ့အခါကျတော့အာတစ်နှစ်တစ်ချိန်လောက်တော့မြောက်တွေကရိုက်ရပါတယ် မြမတန်ကတော့တစ်ခါပဲရိုက်ရသေးတယ်အခုချိန်ကြီးတော့ဘာမှမရိုက်ရတော့ဘူးပေါ့နော်လုံမရဘူးအဲနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဘမားမမကတော့ဌာနဆိုင်ရာပွဲတွေရှိမှာဟလာအချို့ဟိုတိုင်းနေတိုင်းယုံနေပါအဲ့လိုပွဲတွေရှိမှာအဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကား ်အခု2024-25မှာအဲ့ဘက်တွေလည်းပွဲမကားပြန်တော့ကျွန်တော်ကဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငားမလဲစောင့်ရတဲ့အနေထားဖြစ်နေဥပါဗျာအိုးကျွန်တော်ကလည်းပုံဝင်နေလေရိုးသားပဲပြောရမယ်တပတ်ကမငားရင်တပတ်ကငားသေးတယ်လေဒီကနှစ်ဖက်တည်းရှိတာဟုတ်အဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူး ပုံမှန်မှလည်းမရရောက်ဒီဘက်ကမှလည်းမရရောက်ဆိုတော့အဲ့ဒါပေါ့ကြားထဲကငုတ်တုတ်မိတာဟုတ်အဲ့ဒါကျွန်တော်ကကျွန်တော်တို့ဝဲမကရတာကြတော့ဘယ်လိုခေါ်မလဲကျွန်တော်အေးဟိုစားလို့တောက်လို့ရပါတယ်အချို့ကျွန်တော်နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်တွေပေါ့တို့အစည်းအဝေးနဲ့ပြည်လူရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်မိတာပေါ့အနုပညာသမားဆိုတာကတော့ အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှည်တာဘူးအခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲမိပွဲလေးတစ်ပွဲလောက်လိုက်ခဲ့ပါဆိုအဲ့မှာသူတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါထွက်ကမယ်ဆိုရင်အဲ့ဒါမနှက်ပြန်မနှက်လောက်ကစားပြီးအဝင်စားထည့်နေတာအဲအဲ့လိုပေါ့အနုပညာသမားဆိုတော့အဓိကအနုပညာအလုံးမလုပ်ရတဲ့အတွက်ရင်ထဲမှာတမျိုးပဲအနုပညာသမားကအနုပညာအလုပ်ပဲလုပ်ရမှာလေတက်ဒါနဲ့ဝမ်းစာရှာတာဘူးအဲ့တော့ အနုပညာကအနုပညာလုံးမလုပ်ရတော့ရင်ထဲတော့မကောင်းဘူးပေါ့အဲလုပ်တော့လုပ်ချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဘောနော်အရင်တော့ကလိုပဲပေါ့အဲတချို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလဲအလင်းသိရင်ခေါ်ပါဦးနော်ခေါ်ပေးဖို့လည်းကျွန်တော်ပြောချင်ပါတယ်